ဲ့ရပ်ပိုင်းကရုရှားရဲ့နျူကလ িয়ার လက်နက်တပ်ဆင်နိုင်တဲ့မဟာဗျူဟာမြောက်လေယာဉ်တွေရန်နာထားတဲ့ရုရှားလေတပ်စခန်းကိုယူကရိန်းကဒရုန်းတွေနဲ့တိုက်ခိုက်ခဲ့တာကြောင့်ရုရှားစစ်တပ်အတွက်ကြီးမားတဲ့ထိုးနှက်ချက်တစ်ခုဖြစ်ခဲ့ကြောင်း AB မှဖော်ပြခဲ့ပါတယ်။ဇွန်လတရက်ကယူကရိန်းရဲ့ဒရုန်းတိုက်ခိုက်မှုတွေကြောင့်ရုရှားပုံကျဲလေယာဉ်အစင်း40ကျော်ထိခိုက်ပျက်စီးခဲ့ကြောင်းယူကရိန်းကပြောကြားခဲ့ပြီးဒီပမာဏဟာရုရှားရဲ့မဟာဗျူဟာမြောက်ပုံကျဲလေယာဉ်စုစုပေါင်း3ပုံတပုံဖြစ်ပါတယ်။ဒါပေမဲ့ရုရှားကတော့လေယာဉ်အနည်းငယ်သာထိခိုက်ပျက်စီးခဲ့ကြောင်းထုတ်ပြန်ခဲ့ ဲ့ပါတယ်။လူမှုမီဒီယာမှာထွက်ပေါ်ခဲ့တဲ့ဗီဒီယိုတစ်ခုမှာလေယာဉ်အနှဲငယ်ထိခိုက်ပျက်စီးခဲ့တာကိုမြင်တွေ့ရတာကြောင့်ယူကရိန်းနဲ့ရုရှားတို့ရဲ့ထုတ်ပြန်ချက်တွေကိုတိကျအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။ဒါပေမဲ့လည်းဒီတိုက်ခိုက်မှုကယူကရိန်းဟာရုရှားနိုင်ငံအတွင်းရှိဘလိုနေရာဘလိုပြစ်မှတ်ကိုမဆိုတိုက်ခိုက်နိုင်စွမ်းရှိကြောင်းပြသရာရောက်ခဲ့ပြီးရုရှားအတွက်ကြီးမားတဲ့စစ်လက်နက်ပစ္စည်းတွေဆုံးရှုံးမှုတစ်ခုဖြစ်ခဲ့ပါတယ်။ရုရှားစစ်ဘက်ဆိုင်ရာဘလော့ဂါတွေကတော့ယူကရိန်းရဲ့တိုက်ခိုက်မှုကို1940ခုနှစ်ကအမေရိကန်ရဲ့ပလဲစိတ်ကံအား ဂျပန်ကတိုက်ခိုက်ခဲ့တဲ့ဖြစ်ရနဲ့နှိုင်းရှင်ပြောဆိုခဲ့ကြပါဗါဒါပေမဲ့အချို့ကလည်းဒီတိုက်ခိုက်မှုမှာယူကရိန်းဘက်မှထုတ်ပြန်ထားတဲ့ခြိခိုက်ပျက်စီးမှုပမာဏထက်နည်းကြောင်းပြောကြားနေကြပါဗါယူကရိန်းနဲ့၃နှစ်ကြာဖြစ်ပွားနေတဲ့စစ်ပွဲအတွင်းရုရှားဟာယူကရိန်းကိုပတ်ချင်းဒုံးကျည်တွေနဲ့တိုက်ခိုက်ဖို့တာဝေးပြန်တန်းနိုင်တဲ့ဘုံးကျဲလေရင်တွေအားအသုံးပြုခဲ့ပါဗါအထူးသဖြင့် Tarbolet TU95 နဲ့ TU22M ဘုံးကျဲလေရင်တွေကိုအသုံးပြုခဲ့ပါဗါဇွန်လ၁ရက်ကယူကရိန်းရဲ့ဒရုန်းတိုက်ခိုက်မှုမဖြစ်ပွားခင်အချိန်ထိရုရှားမှာ Chevrolet TU95 ဖုန်းကျဲလေးယာဉ်အစဉ်60ခန်းရှိပြီး TU22M အစဉ်50မှ60ကြားရှိနိုင်ကြောင်းစီးရေးကျွမ်းကျင်သူတွေကခန့်မှန်းခဲ့ကြပါတယ်